self awareness ဆိုတာကအရင်အရေးကြီးပြီးတော့မှလူတိုင်းမှာယောက်ျားလေးရောမိန်းကလေးရောမှာရှိတဲ့ ਨੇ ဒါအရာပဲဖြစ်ပါတယ် self awareness ဆိုတာကကြတော့ဒါကိုယ့်ကိုယ်ကိုသိခြင်းကိုခေါ်ပါတယ်ဒါကိုယ့်ကိုယ်ကိုမသိတဲ့လူတွေကကြတော့အများနဲ့တောင်းစီရေးရမရနဲ့ဒါလေလွင့်နေတဲ့ပုံစံမျိုးဖြစ်တတ်ပါတယ်ပြီးတော့ဘယ်တော့မှ self awareness မရှိတဲ့လူက productive day တွေကိုလည်းဒါလုံးဆောင်နိုင်မှာမဟုတ်ပါဘူးပေါ့နော်ဆိုတော့ self awareness ကိုယ့်ကိုယ်ကိုသိဖို့အရင်အရေးကြီးပါတယ်ဆိုတော့ချမ်းဒီနေ့စာလေးနည်းနည်းဖော်ပြပါမယ် သူတယောက်ကတဲ့ကိုယ့်အကြောင်းကိုတည်ယုံနေတယ်သူများတွေထက်အဆဆအရသာနေပါပြီဆိုသူများတွေနဲ့နှိုင်းရှင်မှုမလို့ကိုယ့်ကိုတည်ပြီဆိုလို့ရှင်ဒါတိုးတက်ဖို့အောင်မြင်ဖို့ပြီးတော့ကိုလိုချင်တာတွေကိုအဲရဖို့အတွက်ဒါပထမခြေလန်းအောင်မြင်သွားတယ်လို့ပြောလို့ရပါတယ်ဆိုတော့နေ့စဉ်ကိုဘာလုပ်မလဲဘလို့စိတ်နဲ့ဖြတ်တမ်းမလဲဂျားထဲမှာဖြစ်ပေါ်လာနိုင်တဲ့ကိုယ့်ရဲ့စိတ်အခြေအနေတွေကိုဘလို့ထိမ့်သိမ်းပြီးတော့တနေ့လုံးပို့ပေါ်ပါနဲ့ productive เนาะတိုးတက်အောင် အကျိုးရှိစွာကုံဆုံးအောင်ဘလို system တွေနဲ့လုပ်လိုက်မယ်လို့တည်တည်ချာချာစီစဉ်ထားတဲ့လူတွေဟာစိတ်ကြိုက်ပြင်းနိုင်တဲ့လူတွေဖြစ်ပါတယ်ဆိုတော့အဲ့လိုမျိုးစီစဉ်ထားတဲ့အလှည့်ရောက်အားလက်ချိန်တွေလည်းအများကြီးပို့ထွက်လာမယ်အဲ့ဒါကိုယ့်ကိုယ်ကိုသိချင်းပေါ့နော်ကိုယ့်ရဲ့ limit အထူးသဖြင့်ကိုယ့်ရဲ့ပြင်းတတ်တဲ့ limit ကိုသိတဲ့လူဟာပိုလို့တောင်အုံနောက်သုံးတက်လို့သူများကတစ်နေ့လုံးလုံးမပြီးတဲ့အရာကိုနိုင်နည်းနည်းလေးနဲ့အချိန်ခဏလေးနဲ့ပြီးအောင်အလွယ်ကူဆုံးနည်းလမ်းတရားရဂိုင်းတော့အား ဆိုင်မှုအာယုံဆိုင်မှုအပြည့်အချိန်တခုသတ်မှတ်ပြီးတော့တောက်လျှောက်လုပ်တတ်ကြပါတယ်တဲ့အဲ့တော့အာယုံဆိုင်မှုသာကောင်းမယ်ဆိုလို့ရှိရင်ဟိုသူများတွေအချိန်အကြာကြီးလောက်ရတဲ့အလုပ်ကိုကိုကအာယုံဆိုင်မှုကောင်းတယ်ဆိုလို့ရှိရင်ခဏလေးနဲ့ကိုယ့်ဘာကိုပြီးအောင်လုပ်နိုင်မယ်ပေါ့နော်ဒါကြောင့်မို့လို့ self awareness ရှိရဆိုလို့ရှိရင်ဒါအာယုံဆိုင်မှု focus ပို့ပြီးတော့လုပ်နိုင်လုပ်နိုင်လာမှာပဲဖြစ်ပါတယ်အဲဒါကြောင့်လေတဲ့အဲ့လိုမျိုး ကိုယ့်ကိုတည်တဲ့လူတွေမှာပေါ့နော် self awareness အဲ့လို self awareness ရှိတဲ့လူတွေမှာတဲ့အချိန်ပိုတွေထွက်လာတယ်ပြီးတော့နောက်ခု energy တွေလည်းအလကားမကုန်တော့ပါဘူး energy ကိုအရင်ထိမ့်သိမ့်ဖို့လိုတယ် energy drain ဖြစ်လို့မရဘူးပေါ့နော်ဆိုတော့မလိုအပ်တဲ့အရာတွေမှာမပေါက်ကွဲနဲ့ဒေါသမထွက်နဲ့ energy တွေကိုမသုံးနဲ့ပေါ့နော်ဆိုတော့ energy တွေအလကားမကုန်ဘူး သူတို့စိတ်တိုင်းကြပုံမကောင်းမှုနဲ့ဘဝကိုရောက်အောင်စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာပြီးတော့ကျမ်းမာရေးပညာရေးလူမှုရေးပြီးတော့အချစ်ရေးပေါ့နော်အဲ့ဒါတွေကအစပြုပြင်မိုးမှန်နိုင်မဲ့ဒါအခွင့်အလမ်းတွေကိုတဲ့ကိုယ်တိုင်ဖန်တီးယူတတ်ကြအဲ့တော့ကိုယ့်ကိုယ်ကိုသိတဲ့လူက relationship relationship ကောင်းကောင်းတစ်ခုကိုလည်းဒါဖန်တီးတည်ဆောက်နိုင်တယ်အဲ့လို relationship ကောင်းကောင်းတစ်ခုကိုမဖန်တီးနိုင်တဲ့လူတွေကဒါ self awareness လိုနေတဲ့လူ ဒီလိုလူတွေရတဲ့တခါတလေဒါအဲ့ရထဲမှာပဲကိုင်းနေတတမျိုးလည်းရှိတတ်ကြပါတယ်ဖုံးနဲ့မျက်နှာနဲ့မခွာပဲနဲ့ဒါသူတို့ကြည်လိုက်အပူပင်မရှိဘူးဟာသားရည်ကြီးနေတာမျိုးလည်းရှိမယ်အဲအိမ်တစ်ခုမှနော်တစ်ခါလေဘာမှအိမ်အလုံးမလုပ်ဖ ೇನೆ ပြေဝအနားယူရခိုက်တက်နေလေဒါ ရှိမယ်တဲ့ဒါပေမဲ့သူတို့မှာပတ်စံနေအတွက်ပုံနေတာမျိုးတို့เนาะမဖြစ်ရှင်းရသေးတဲ့ပြဿနာတွေအခက်အခဲတွေပုံနေတာမျိုးတို့ရှုပ်ထွေးနေတာမျိုးမရှိပါဘူးတဲ့ self awareness ကောင်းတဲ့လူတွေမှာပေါ့เนาะအဲ့တော့ဟဲ့ तू ကအဲ့လောက်အများအမြင်မှာတော့ပြင်းနေတယ်လို့ဒါမြင်မိရင်မြင်မိမှာပေါ့เนาะအဲ့တော့သူတို့ကထင်မယ်ပေါ့ဟဲ့သူတို့က तू ကအဲ့လောက်ပြင်းနေတာဘာလို့အဲ့လောက်ထိသသာရနေနိုင်ရတာလဲငါတို့မှာအသေးလေးအလုပ်တွေလုပ်ကျိုးစားနေရတာမှာပူပန်နေရတာမျိုးအနည်းနဲ့အများ ရှိတာပဲကိုမဖြစ်နိုင်တာလို့ဒါတို့ကတော့ပြောကြမယ်လို့ထင်ပါတယ်တဲ့ဒါပေမဲ့တခုမမေ့သွားဘူးကအခုလိုစိတ်တိုင်းကြပြင်းနေနိုင်တဲ့သူကတာမန်လိုနီးစနစ်ဘာကိုမှဘာမှဒီကိုလိုချင်တဲ့ပန်းတိုင်းရီမန်းချက်မရှိဖြစ်ချင်တာဖြစ်ဆိုပြီးတော့မှပြင်းနေတဲ့လူမဟုတ်ပါဘူးအဲ့လိုလူမျိုးလုံးဝမဟုတ်ပါဘူးဆိုတော့သူကအနားယူရတာကြိုက်တယ်မပင်မပန်းမဲနဲ့တသက်ရာလေးပတ်စံနေရနေချင်တယ်အမ်မလုတ်ချင်တာတွေကိုမလုတ်ဘဲနဲ့ကိုပြောတာကိုဝါသနာပါတာကိုလုတ်ပြီးတော့ပဲကိုပါကိုအသက်မွေးဝမ်းကြောင် ပြုတ်မယ်ပေါ့အဲ့လိုမျိုးတိတိကျကျသိပြီးရင်ထဲအသေးသေးကသူလိုချင်တာကိုသူသိတယ်သူဖြစ်ချင်တာကိုသူသိတယ်အဲ့လိုစိတ်ဆန္ဒတွေကလည်းပြင်းပြနေမယ်ဆိုလို့ရှိရင်ဖြစ်အောင်လဲနီလန်းမျိုးစုံကိုစဉ်းစားနိုင်လာမှာပဲဖြစ်ပါတယ်တဲ့အဲ့တော့ကိုဘာလိုချင်လဲနော်ကိုကိုဘသူလဲဘလို့ဘွားမျိုးနဲ့နေထိုင်ချင်တာလဲနော်ဘွားမှာဘာလိုချင်တာလဲပြီးတော့ဘလို့လူမျိုးနဲ့အတူတူရှိချင်တာလဲ အကိုရဲ့ relationship ဆိုလို့ရှိရင်လည်း relationship မှာဘယ်လိုလူမျိုးနဲ့အတူတူရှိကျင်တာလဲဆိုတာမျိုးတွေအဲ့လိုအဲ့လိုမျိုးတွေသိဖို့လိုတယ်ပေါ့နော်အဲ့ဒါ self awareness လို့ခေါ်ပါတယ်အဲ့တော့ပြင်းနေပြီမဲ့သူလိုချင်တာရဖို့တေချာတဲ့နီးလန်ရပြီဆိုလို့ရှိရင်ဒါချက်ချင်းထားလုပ်တတ်တဲ့သူ့ရဲ့ fake ကိုလည်းနိုင်အောင်လေ့ကျင့်ထားပါတယ်အဲ့တော့ကို့မှာ idea တခုရပြီ creative thinking တခုရှိလာပြီဆိုလို့ရှိရင်ချက်ချင်းထားလုပ်လိုက်ပေါ့နော်အဲ့တော့ ဲ့လိုမျိုးကကိုဖြစ်ချင်တာတွေအတွက်အာလမ်းကြောင်းပေါ်ရောက်စီမဲ့တာနီးလမ်းပေါ့နော်အဲ့တော့အချိန်မစွဲနဲ့ဘာမှမကြောက်နဲ့စတင်လုပ်လိုက်ပေါ့နော်ကိုဖြစ်ချင်တာတခုခု idea ရပြီဆိုလို့ရှိရင်အဲ့တော့နေ့စဉ်ကိုစိတ်ကိုခန္ဓာကိုစောင့်ကြည့်နေတယ် self awareness ရှိတဲ့လူတွေကကိုခန္ဓာကိုဘာတွေပြောင်းလဲနေလဲပြီးတော့ကိုစိတ်မှာဘာတွေတွေးနေလဲနော် negative thinking တွေတွေးနေတာလား energy drain ဖြစ်စေမဲ့အရာတွေတွေးနေတာလားဆိုတာကိုအမြဲတမ်းသိနေပေါ့နော်အဲ့တော့ငါကတော့ဒီနေ့ဘာမှားခဲ့တယ်ဘာတွေမှန်ခဲ့တယ်ဘာတွေတင်ယူလေ့လာခဲ့တယ်အဲ့တော့ ဟိုအဲ့ဒါကြောင့်မှားတာတွေကိုထပ်မမအောင်အမှန်တွေများတဲ့အများလာအောင်ပို့ပြီးမမှန်ကန်ကန်တွေးနိုင်လာအောင်သတိလေးကပ်ထားရမယ်ဆိုတာကိုကောင်းကောင်းကြီးသိတယ်အဲ့တော့ mindfulness self awareness ရှိတဲ့လူတွေက mindfulness သတိတရားရှိတယ်ပေါ့နော်အဲ့တော့ကျန်အမြဲတမ်းပြောတယ်နောက်ဆုံးမှာဘယ်ကိစ္စမှမဆိုအရာရာတိုင်းက mindfulness အတိတ်ကနောက်ဆုံးအဖြေဘာထွက်လာလဲ mindfulness ပဲတတိအဲ့ဒီတတိကတ်လို့ရှိရင်အာကိုဖြစ်ချင်တာတွေကိုဖြစ်အောင်လုပ်နိုင်ဖို့အတွက်ဒါအများကြီးအာအများကြီးအများကြီး 100%ပေါ့เนาะအဲ့တော့ mindfulness လည်းရှိရမယ်ပေါ့ mindfulness ရှိဖို့ကြတော့ self awareness ကိုကိုကိုသိခြင်းဆိုတာကိုအရင်ဆုံးရှိရမှာပဲဖြစ်ပါတယ်ဆိုတော့ကိုဘယ်လောက်ထိပြင်းကျင်တာလဲအဓိကတော့ဘယ်လောက်ထိပြင်းကျင်တာလဲဆိုတော့လည်းဘယ်လောက်ထိကိုဘွားကိုတတရရဒါလွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါပါဖြတ်တန်းကျင်တာလဲပေါ့အဲ့လိုအဲ့လိုမျိုးဘယ်လိုဘယ်လောက်ထိဖြတ်တန်းကျင်လဲအဲ့တော့ကိုပြင်းကျင်တဲ့လောက်ပြင်းနိုင်တဲ့လိုချင်တဲ့ achievement တွေလည်းရနိုင်ဖို့အတွက်ကိုအကြောင်းကိုသိနေဖို့လိုပါတယ်တဲ့အဲ့တော့ နေတိုင်းကိုယ့်ကိုတီးဖို့အတွက် journaling နေတိုင်းရေးဖို့လည်းတိုက်တွန်းချင်ပါတယ်အဲ့တော့ journaling ရေးတယ်ဆိုတာကကြတော့ဆွနာလိုပေါ့ငါဒီနေ့ဘာတွေမှန်ခဲ့တယ်ဘာတွေမှားခဲ့တယ်ဘယ်သူတွေနဲ့တွေ့တွေ့ဆုံခဲ့တယ်ငါဘာတွေသင်ယူခဲ့တယ်ငါအတွက်ဘယ်ခံစားချက်တွေကတော့ဘယ်လိုတွေဖြစ်ခဲ့တယ်မကောင်းကောင်းနဲ့စသဖြင့်ပေါ့နော်ကိုယ်မှာအခက်အခဲတွေရှိတဲ့အဲအဲ့လိုမျိုးစသဖြင့်ပေါ့အရာရာတိုင်းကိုစာအုပ်ထဲမှာချရေးတယ်အဲ့လိုချရင်းနဲ့ကိုယ့်ကိုယ်ကိုပို့ပြီးတော့သိလာမှာပဲဖြစ်ပါတယ်အဲ့ဒါကို journaling လုပ်တယ်လို့ခေါ်တာပါအဲဆိုတော့ ကိုယ့်ကိုဒီဘောကဘယ်လောက်ထိအရေးကြီးလဲဆိုတာကိုအခုချင်းဒီဖတ်ပြသွားတဲ့အဲထဲမှာနားလည်သွားမယ်လို့ထင်ပါတယ်ဆိုတော့ပို့ပြီးတော့နားလည်အောင်လို့မှာချင်းက YouTube မှာအပိုင်းနှစ်ပိုင်းခွဲပြီးတော့ကိုယ့်ကိုသိအောင်ဘယ်လိုတွေလုပ်မလဲဆိုတာကိုလည်းချင်းတင်ပေးထားပါတယ် YouTube မှာဆိုတော့ချင်းရဲ့ခလီချင်း YouTube channel မှာကိုယ့်ကိုသိချင်အောင်မြင်ချင်းဆိုတဲ့ဒါဗီဒီယိုလေးကိုတွားပြီးတော့မှကြည့်ပြီးတော့မှပို့နားလည်အောင်ဒါလုပ်လို့ရပါတယ်ဆိုတော့အခုဖျက်ပြသွားတဲ့ဒီစာအုပ်လေးတွေကဒါပထမဆုံး topic ကိုဖျက်ပြသွားတာပဲဖြစ်ပါတယ်ဆိုတော့ဒီစာအုပ်ကလေးကတော့မိုက်ပါတယ်ဒါချမ်းကိုလက်ဆောင်ပေးလိုက်တာပေါ့နော်ဒါချမ်းက အာဖတ်ပြရင်းနဲ့မှဒါ review လဲပြန်လုံရင်းနဲ့ပေါ့နော်ဆိုတော့ကောက်ပါတယ်ဆိုတော့လမ်းပြောင်းနေတဲ့လူငယ်တွေများသောအားဖြင့်ပြီးတော့ positive vibe မရှိတဲ့လူတွေပြီးတော့အမြဲတမ်း motivation ပျောက်နေတဲ့လူတွေအနေနဲ့ဒီစာအုပ်ကလေးကိုဖတ်တင်တယ်လို့ထင်ပါတယ်ဆိုတော့နောက်ဗီဒီယိုမှာတွေ့ပါမယ်အာ YouTube ကဗီဒီယိုလေးကိုတက်ကြည့်ဖို့လည်းမမေ့ပါနဲ့ see you in my next vlog bye bye, bye.